အားလုံးပဲမင်္ဂလာပါဖခင်တခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ယေရှု၏အခြားအယူဝါဒများဆိုတဲ့ကောင်းစဉ်ကိုကျွန်တော်တို့အတူတကွလေ့လာကြရမှာဖြစ်ပါတယ်ယေရှု၏အခြားအယူဝါဒများကိုရွေးချယ်လိုက်ခြင်းဟာယေရှုရဲ့အာဏာနဲ့စကားတော်များရဲ့ထူးခြားမှုကိုအလေးပေးဖော်ပြဖို့အရေးကြီးတဲ့ကောင်းစဉ်ပဲဖြစ်ပါတယ်လူများစုက သခင်ယေရှုကိုကိုချစ်တရားကောင်းသောဆရာအဖြစ်သာလက်ခံလိုကြပြီးကိုတော်ရဲ့စိန်ခေါ်တဲ့တုံသင်ချက်များကိုလစ်လူရှုလေရှိကြပါတယ်။သခင်ယေရှုရဲ့တုံသင်ချက်တွေဟာဘာကြောင့်တာမန်ဆရာတွေထက်ကွာခြားပြီးကိုတော်ရဲ့ဖျားသခင်ဖြစ်ခြင်းကိုပြသတယ်ဆိုတဲ့အစီအစဉ်ကိုပြောပြပြီးမှဖြစ်ပါတယ်။ဒါကြောင့်ယေရှု၏အခြားအယူဝါဒများတုံသင်ချက်များဆိုတဲ့အကြောင်းကိုသိရှိနိုင်ဖို့ခင်ယေရှုဟာကောင်းမြတ်တဲ့ ကိုကျင်တရားဆရာတဦးပဲဘာသာရေးကောင်းဆောင်တွေအများကြီးရှိခဲ့တာပဲယေရှုရဲ့တုံသင်ချက်တွေကဘာကြောင့်အခြားသူတွေထက်ပိုအရေးကြီးပြီးထူးခြားနေတာလဲဆိုတဲ့အချက်တွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့သခင်ယေရှုခရစ်တော်ရဲ့တုံသင်ချက်တွေကိုကြည့်ရအောင်ဖြစ်ကြည့်ရမှာဖြစ်ပါတယ်သခင်ယေရှုကတပိုင်းမှာအကြီးမြတ်ဆုံးဆရာတစ်ပါးဖြစ်တယ်ဆိုတာကိုဘယ်သူမှငြင်းလို့မရပါဘူးကိုရောရဲ့တောင်ပေါ်ဒေသနာတွေဟာကိုကျင့်တရားရဲ့အမြင့်ဆုံးစံနှုန်းကိုပေးခဲ့ခြင်းဖြစ်တယ် ဒါပေမဲ့လောကကကျွန်တော်တို့ကိုစိန်ခေါ်နေပါတယ်။ဘုရားမှာလည်းအယူဝါဒတွေရှိတယ်။မောဟာမတ်မှာလည်းရှိတယ်။သခင်ယေရှုကိုဘာလို့ကောင်းသောဆရာထက်ပိုပြီးရှုမြင်ရမှာလဲဆိုတဲ့အချက်ဖြစ်တယ်။မိတ်ဆွေတို့သခင်ယေရှုရဲ့တုံသင်ချက်တွေဟာအခြားဘယ်သူရဲ့တုံသင်ချက်နဲ့မှမတူပါဘူး။ဘာကြောင့်လဲဆိုတော့ကိုရောဟာတာမန်ဆရာမဟုတ်လို့ပါပဲဆိုတာနားလည်မှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုပေးမှာဖြစ်ပါတယ်။ ခင်ယေရှုရဲ့တုံသင်ချက်များထူးခြားရခြင်းအကြောင်းရင်းသုံးခုဖြင့်ရှင်းလင်းစွာပြောပြပေးမှာဖြစ်တယ်။ဒါကြောင့်အစ်စ်တနေနဲ့တုံသင်ရာတွင် အခွင့်အာဏာဖြင့်ဟောပြောခြင်း။အစ်စ်နှင့်အနေဖြင့်ကိုကျင်တရားဆိုင်ရာစံနှုန်းကိုမြစ်တင်ခြင်း။အစ်စ်သုံးနေနဲ့ကိုတော်တိုင်ကက်တင်ရှင်ဖြစ်ကြောင်းအခိုင်အမာပြောဆိုခြင်းဆိုတဲ့အချက်သုံးချက်ဖြစ်ပါတယ်။ဒါကြောင့်အစ်စ်တနေနဲ့တုံသင်ရာတွင်အခွင့်အာဏာဖြင့်ပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့မှာ မသက်ခွန်28နဲ့29မှာလူအစည်းအဝေးတို့သည် ထိုစကားတော်ကိုနားထောင်သောအခါကိုကျင်တရားထင်ရှားသောသူကဲ့သို့မဟုတ် အခွင့်အာဏာရှိသောသူကဲ့သို့တွင်တင်သည်ဖြစ်၍အံ့ဩခြင်းရှိကြ၏လို့ဆိုတဲ့ပေါ်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုလိုတဲ့အိဗေကတခင်ယေရှုကာလကဆရာတွေကျမ်းတက်တွေဟာအမြဲတမ်းပရောဖက်ကြီးတွေကဒီလိုပြောခဲ့တယ်။ဒါမှမဟုတ်ရှေ့ပညာရှိတွေကဒီလိုပြောခဲ့တယ်လို့ကိုးကားပြီးမှသင်ကြားလေးရှိပါတယ်။ ါပေမဲ့သခင်ယေရှုကငါမူကားတင်တို့အားဆိုဒီကားလို့တိုက်ရိုက်ပြောဆိုခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာဓမ္မဟောပညတ်ကျမ်းကိုဒန်းတူအခွင့်အာဏာနဲ့ပြောဆိုခြင်းပဲဖြစ်ပါတယ်။သခင်ယေရှုရဲ့စကားတော်ဟာဖျားသခင်ရဲ့နှုတ်ဘတော်ဖြစ်တဲ့အတွက်အခြားသောဆရာများကဲ့သို့ကိုးကားစရာမလိုပဲကိုတော်တိုင်ရဲ့စကားကိုယ်တိုင်အခွင့်အာဏာအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အစ်စ်နှစ်အနေနဲ့ကိုကျင်တရားဆိုင်ရာစံနှုန်းကိုမြင့်တင်ခြင်းနဲ့ပတ်သက်ပြီးနားလည်နိုင်ဖို့ မသဲ9 22မှာတောင်ပေါ်ဒေသနာကိုတွေ့ရပါဖြစ်တယ်။သူကိုတတ်တော်သူသည်တရားစီရင်ချက်ကိုခင်ရမည်ဟု ရှေးလူတို့အားပြောဆိုသည်ကို သင်တို့ကြားဘူးပြီ။ငါမူကားညီအကိုကိုအမျက်ထွက်တော်သူသည်တရားစီရင်ချက်ကိုခင်ရမည်ဟုသင်တို့အားဆိုဤဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကသခင်ယေရှုဟာကိုချင်တရားစံနှုန်းကိုပြင်ပလှုပ်ဆောင်လောက်ရက်ကနေအတွင်းစိတ်အထိမြင့်တင်ခဲ့တယ်ဆိုတာတွေ့ရတယ်။ အခြားသောဆရာတွေကပြင်ပကိုအာယုံဆိုင်နေချိန်မှာသခင်ယေရှုကစိတ်နှလုံးရဲ့ရည်ရချက်ပေါ်အလေးထားခဲ့တယ်ဆိုတာကိုဟောပြနေခြင်းဖြစ်ပါတယ်။ဒေါသထွက်ခြင်းဟာလူသက်ချင်းနဲ့တူတယ်လို့ဆိုခဲ့တာဟာဘယ်ဆရာမှမပြောဝင့်တဲ့စကားဖြစ်ပါတယ်။ဒီတုံတင်ချက်ကကျွန်ုပ်တို့ကိုဖျားသခင်ရဲ့စံနှုန်းဟာအပြင်ပန်းထက်များစွာနှက်ဆိုင်ကြောင်းကိုသိစေပြီးကျွန်ုပ်တို့အားလုံးကယ်တင်ရှင်လူအကြောင်းကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ ။ဒါကြောင့်အစ်စ်သုံးနေနဲ့ကိုရောတိုင်ကက်တင်ရှင်ဖြစ်ချောင်းကိုအခိုင်အမာပြောဆိုခြင်းကိုနားလည်နိုင်မှုယောဟန်၁၄၆မှာငါသည်လန်ခီဖြစ်ဤတမာတရားဖြစ်ဤအသက်လည်းဖြစ်ဤငါအားဖြင့်မဟုတ်လင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရဆိုရက်ဟောပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကအရေးကြီးဆုံးထူးခြားချက်ကတော့သခင်ယေရှုဟာအဖြစ်တစ်ခုကိုပေးတဲ့ဆရာမဟုတ်ဘဲကိုတော်တိုင်အဖြစ်ဖြစ်ကြောင်းကိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခြားဘာသာရေးခေါင်းဆောင်တွေကလမ်းညွှန်ချက်တွေပေးခဲ့ပေမဲ့သခင်ယေရှုကငါတီတစ်ခုတည်းသောလမ်းဖြစ်၏လို့ပြောခဲ့ခြင်းဖြစ်ပါတယ်။ဒါကူတော်ရဲ့တွင်တင်ချက်တွေဟာကိုကျင့်တရားနဲ့ပတ်သက်တဲ့အကြံဉာဏ်သာမဟုတ်ပဲသာရအသက်အတွက်လိုအပ်တဲ့သစ္စာတရားဖြစ်ကြောင်းကိုအခိုင်အမာပြောဆိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဧဝံဂေလိဖြစ်ဒီကုန်းချုပ်ခြင်းကိုနားလည်နိုင်ဖို့မိတ်ဆွေတို့ တခေယေရှုခရစ်တော်ဟာကောင်းမြတ်တဲ့ဆရာတဦးအဖြစ်သာခံယူဖို့မဖြစ်နိုင်ပါဘူး။ကိုတော်ကိုလက်ခံဖို့ဒါမှမဟုတ်ငင်းပယ်ဖို့ဆိုတဲ့ရွေးချယ်ဆရာနှစ်ခုသာကျွန်တော်တို့မှာရှိပါတယ်။ကောင်းသောဆရာတဦးကမိမိကိုယ်ကိုဖျားသခင်လို့ပြောရင်သူဟာစိတ်ဖောက်ပြန်သူတမဟုတ်လင်ညာသူဖြစ်ရပါလိမ့်မယ်။ကျွန်တော်တို့ဟာတခေယေရှုကိုဖျားသခင်အဖြစ်လက်ခံရင်ကိုတော်ရဲ့တုံတင်ချက်အားလုံးဟာကျွန်တော်တို့ရဲ့အတ္တဓာတ်အတွက်ပြည့်ညက်ပဲဖြစ်တယ်လို့နားလည်မှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်အနေနဲ့အတင့်ကိုတိုက်တွန်းလိုပါတယ်။တင့်ရဲ့အတွေးခေါ်များကိုစိန်ခေါ်ပြီးစိန်နှလုံးကိုပြောင်းလဲပေးနိုင်တဲ့အခွင့်အာဏာရှိသောတုံတင်ချက်များကိုပေးခဲ့တဲ့သခင်ယေရှုခရစ်တော်ကိုယုံကြည်ပါ။ကိုတော်ဟာလောကကြီးကိုပြောင်းလဲစေရုံသာမကတင့်ရဲ့ထာဝရအသက်ကိုပါပြောင်းလဲပေးနိုင်တဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာယေရှု၏အခြားအယူဝါဒများဆိုတဲ့အကြောင်းကိုနားလည်ပြီးယေရှုတော်ကိုရွေးချယ်တက်စေဖို့ရန် ကြမ်းချက်များဖြင့်ပေါ်ပြမျှဝေခဲ့ခြင်းဖြစ်ပါれ။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်အသက်ရောက်ပါစေ။အာမင်။